အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ M4 grammar ၄အခန်း29ကိုဆက်ပြီးတော့သင်ပေးပါမယ်ဆက်လိုက်ကြရအောင်နော်အချိဘန်ရဲ့ grammar ၄အချိဘန်ရဲ့ grammar လေးမှာဆိုလို့ရှိရင်ဂျီရိုရှိဂျီရိုရှိဆိုတာကဖြစ်ချင်းပြကရိယာဆိုတာကိုပြောတာပေါ့နော်သူကကိုကလောက်တာမျိုးမဟုတ်ဖ ೇನೆ သူ့ဘာသူအလိုလျောက်ဖြစ်နေတဲ့ဟာမျိုးသူများကလောက်သွားတာပဲဖြစ်ဖြစ်တဘာဝပါဝန်ကျင်ကြောင်းဖြစ်ဖြစ်သူ့အလိုလိုဖြစ်ပေါ်နေတဲ့အခါမှာဆိုလို့ရှိရင်ဂျီရိုရှိဆိုတဲ့ grammar လေးကိုသုံးပါတယ် ရိတ်မှာဆိုရင်ဒိုအားကရှီမာရီမက်စ်ဒိုအားကတကားတကားကရှီမာရီမက်စ်ပိတ်တီဆိုတော့အဲ့မှာဆိုလို့ရှိရင်သူကတကားကပိတ်တီကိုကပိတ်တာမဟုတ်ဘူးလေးတိုက်လို့ပိတ်တော့လည်းဖြစ်နိုင်တယ်တရားရောက်ကပိတ်နေရမျိုးလည်းဖြစ်နိုင်တယ်ကိုကြည့်တဲ့အချိန်မှာတကားကပိတ်နေတာမျိုးဆိုလို့ရှိရင်သူဒီဂျီရိုရှိလို့ပြောလို့ရတယ်သူရဲ့ရှိမှာတုံးတဲ့ပါတီကယ်လေးကတော့ဂဆိုတာလေးတုံးပါတယ် ဒန်ခီကာခီယမတ်မီးငိမ့်နေမီးငိမ့်နေဆိုမှတော့ကိုကလုတာမဟုတ်ဘူးသူ့ဘာသူငိမ့်နေတာမီးငိမ့်နေဆိုရင်ကြတော့ကိုကလုတာเนาะငိမ့်နေငိမ့်နေမတူဘူးเนาะအဲ့မှာဆိုလို့ရှိရင်လည်းသူတုံးသွားတဲ့ပါတီကယ်လေးဒီကဖြစ်ပါတယ်ဂျီတို့ရှိရဲ့ရှိမှာဆိုလို့ရှိရင်ကဆိုတာလေးကိုပဲအသုံးပြုရမယ်ဒါကတော့မှတ်ထားပြရမယ်เนาะမှားပြီးတော့တုံးလို့မရအောင် နောက်တစ်ခု grammar လေးနိဗ္ဗာန်ထားလို့ရှိတာလို့ရှိရကြတော့ပြုချင်းပြကရိယာပြုချင်းပြကရိယာဆိုမှာတော့ကိုကလှုပ်လိုက်လို့ဖြစ်ပေါ်သွားတဲ့အခါမှာသုံးတဲ့ grammar လေး do are o she may must ဒီမှာဆိုရင်ဘာကိုသုံးထားလဲဆိုတော့ o အပေါ်ကကကြီးလို့ရှိဆိုကထားလို့ရှိဆိုရင် o တကားကိုပိတ်သည်เนาะဒီမှာဆိုကိုပိတ်သည်ဆိုတော့ကိုကပိတ်လိုက်တာတကားကိုပိတ်သည်ဒီမှာဆိုရင်တကားက ပိတ်သည်တကားကပိတ်သည်နော် Danki o Christmas မီးကိုပိတ်သည်ဆိုတော့ကိုကပိတ်လိုက်တာဖြစ်တဲ့အတွက်သုံးသွားတာလေးသည် o ထားလို့ရှိရဲ့ရှေ့မှာဆိုလို့ရှိရင် o ဆိုတာလေးကိုပဲသုံးပေးရပါမယ် Seven grammar noun ga verb jiro shi the imas noun ga သူ့ဘာသူ ဖြစ်နေတာကိုစားရကဝါရတဲ့ imas မကန်ပြားကကွဲနေရေး ပကံပြားကကွဲနေတယ်ဆိုတာက ကိုကခွဲလိုက်တာမဟုတ်ဘူးပကံပြားကသူ့အလူသူ့ပါသူကွဲနေတာကိုမြင်လိုက်ရတဲ့အချိန်မှာ ပကံပြားကကွဲနေရမျိုးဥမာတရားရောက်ပြောကြလို့ကွဲသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဖူခူရိုကရာဘူးတဲ့အီမတ်စ်အိတ်ကပြဲနေတယ်သူတည်းတဲ့အချိန်မှာအိတ်ကပြဲနေပြီအိတ်အတွက်တပါတုံးလဲဆိုတော့ကနော်နောက်တစ်ခု now over tharoshi တဲ့အီမတ်စ်အပေါ်ကကြတော့ zero ရှိတဲ့အီမတ်စ်အောက်ကထားလို့ရှိတဲ့အီမတ်စ် မတူအိုအခက်တဲ့အိမ်မဆိုလို့ရှိရင်ပဒင်းပေါက်ကိုဖွင့်နေတယ်ဆိုတော့အိုနော်ကိုလုတ်တီကဆိုတော့ကနော်ဒီမှာဆိုလို့ရှိရင်ပဒင်းပေါက်ကိုဖွင့်နေတယ်ဆိုတာကဥမာအင်ရတရားယောက်ကပဒင်းပေါက်ကိုဖွင့်နေတာမျိုးကိုကလုတ်နေတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်ထားလို့ရှိကုန်ပါတယ်နောက်ထပ် grammar လေးတစ်ခုက copy ochte imas copy ochte imas ဆိုလို့ရှိရင်မိတူကိုကူးနေတယ်မိတူကူးနေတယ် တယောက်ယောက်ကကူးနေတာမျိုးကိုကလုံနေတာမျိုးအဲ့တော့အဓိကမှတ်ထားရမှာဒီဂျီရိုရှိဆိုလို့ရှိရင်သူ့ဘာသာသူ ဖြစ်နေတာထာရိုရှိ ဆိုလို့ရှိရင်ကြတော့ကိုကလုံတာအဲ့တော့တဆိုရင်အိုဂျီဆိုရင်ကအဲ့လိုလေးမှတ်ထားရမယ်နော်ကောပဲ verse ရှိမာယီမာစတာ verse ရှိမာယီမာစတာဆိုတာကတစ်ခုခုကိုလုတ်ပြီးသွားပြီ နောက်တစ်ခုအခြေအနေကကြတော့နောင်တရတဲ့အခြေအနေမှာလည်းသုံးတယ်။ငါလုံမိသွားပြီဆိုပြီးတော့နောင်တရတဲ့အခြေအနေမှာသုံးတယ်။ဥမာဆောင်မှုပွဲမှာ result ကထွက်လာတယ်ပေါ့နော်။အဲ့မှာအမှတ်တီကအဲမကောင်းနေဘူး။အဲကြလို့ရှိရင်ကိုကအဲ့ဒီအချိန်မှာမှနောင်တရတာ။အော်ငါဒီထက်လေးပို့ပြီးတော့စူးစမ်းခဲလိုက်ရင်ကောင်းတာ။အဲ့ဒါဆိုရင်တော့ငါ့ရဲ့အမှတ်ကများမှာပဲဆိုပြီးတော့ तू မစူးစမ်းခဲလိုက်မိတဲ့ဟာကိုနောင်တရရသွားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လည်း တဲ့ရှီမိုင်းမာစတာဦးဆုံးပါတယ်တခုခုကိစ္စတခုပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်စာချက်တာပဲဖြစ်ဖြစ်လုတ်ပြီးသွားပြီလို့ပြောချင်တာမျိုးဆိုလို့ရှိရင်လည်းတဲ့ရှီမိုင်းမာစတာလေးဦးဆုံးပါတယ်ရေးလေးကခက်ဆခတ်တပန်းဦးထားပဲတဲ့ရှီမိုင်းမာစတာဒီမနဲ့ဝယ်ခဲ့တဲ့ပါမို့ကိုစားလိုက်ပြီစားပြီးသွားပြီမဲရူနော့ဟန်ရှင်ဦးခိုင်တဲ့ရှီမိုင်းမာစတာမေးအကြောင်းပြန်တာကိုပြီးသွားပြီ မကူကမေးကိုတဲရောက်ကကိုပို့လိုက်တယ်အဲ့ဒီဟာကိုကိုကသူ့ကိုပြန်ပြီးတော့ရေးလို့ရေးပြီးတော့ပို့ပြီးသွားပြီဆိုတဲ့အခါမျိုးမှာဆိုလို့ရှိရင်တုံးတယ်နော်ခါကီအိုနာခုရှိတဲ့ရှိမိုင်းမှာရှိတာတော့ကိုဖြောက်လိုက်မိပြီဆိုတော့တော့ကိုဖြောက်လိုက်တယ်ဆိုတာကကြတော့အဲ့ဒီတော့ကိုသူဖြောက်လိုက်တာဖြစ်တဲ့အတွက်သူ့မှာနောင်တရတဲ့စိတ်လေးပါတယ်ဒါကြောင့်နောင်တရတဲ့အခါမှာတုံးတဲ့အခြေအနေမျိုးအပေါ်ကနှစ်ခုကကြတော့လုတ်ပြီးသွားပြီလို့ပြောချင်တဲ့အခါမှာတုံးတဲ့အခြေအနေမျိုးနောက်တစ်ခု rock band valve တဲ့ရှိမိုင်းမတ်တဲ့ရှိမိုင်းမတ်နဲ့တဲ့ရှိမိုင်းမတ်တာနဲ့ဘာကွာလဲဆိုလို့ရှိရင်တဲ့ရှိမိုင်းမတ်တာကတော့ပြီးသွားတာတဲ့ရှိမိုင်းမတ်ကကြတော့ပြီးအောင်လုံမှာပြီးအောင်လုံမယ်ဆိုတော့အခုပြောနေတဲ့အချိန်မှာပြီးပြီလားဆိုတော့မပြီးသေးဘူးဥမာအင်စာကိုသူကလုံနေတော့မှာအဲတကယ်ချင်းကနေလေးအဲ့ဒီဒီနေ့ပေးလိုက်တဲ့အင်စာတွေအကုန်ပြီးသွားပြီလားဆိုတော့သူကမပြီးသေးဘူးဒါပေမဲ့ तू ပြီးအောင်တော့လုံမှာ လက်ရှိပြောနေတဲ့အချိန်မှာမပြီးသေးဘူးနောက်ပြီးကြရင်တော့ပြီးအောင်လုပ်မယ်လို့ပြောတဲ့အချိန်ဒီမျိုးမှာဆိုရင်တက်ရှိမိုင်းမတ်အဲ့လိုမဟုတ်ဘဲနဲ့ကိစ္စတစ်ခုကလုံလို့ပြီးသွားတာမျိုးဆိုလို့ရှိရင်ကြတော့တက်ရှိမိုင်းမတ်တာနဲ့တုံးနေနော်တစ်ခုခုကိုပြီးအောင်တော့လုပ်မယ်ဒါပေမဲ့အခုချိန်မှာတော့မပြီးသေးဘူးလို့ပြောချင်တဲ့အခါမှာတုံးနေခုနရှိကတူရတဲ့ရှိမိုင်းမတ်ဒီအလုတ်ကိုပြီးအောင်လုပ်မယ်အပီးအောင်လုပ်မယ်လေးပြတဲ့ဖြစ်တယ်သူကပြီးပြီလားဆိုတော့မပြီးသေးဘူးဒါပေမဲ့သူပြီးအောင်တော့လုပ်မှာရှုခူတိုင်းအိုခိုင်တက်ရှိမိုင်းမတ် အိမ်စာကိုပြီးအောင်ရေးမယ်အခုအိမ်စာပြီးသွားပြီလားဆိုတော့မပြီးသေးဘူးเนาะဒါပေမဲ့သူဒီအိမ်စာကိုပြီးအောင်တော့ရေးမယ်ဆိုတဲ့ပုံစံမျိုးမှာဆိုလို့ရှိရင်တက်ရှီမာ ਈ မတ်စ်ကလေးကိုတုံးပါတယ်အဲ့တော့အခန်း29ရဲ့ grammar လေးကိုပြန်ပြီးတော့ပြပြရမယ်ဆိုရင်အချီပန်ရဲ့ grammar ဒီဂျီရိုရှိသူ့ဘာသူအလိုလျောက်ဖြစ်နေတဲ့အခြေအနေတွေတခြားသူတယောက်ယောက်ကအလုပ်ထားတဲ့အခြေအနေမှာဆိုလို့ရှိရင်ဂျီရိုရှိလေးကိုတုံးတယ်ထားလို့ရှိကိုကလုတ်လိုက်တာ ကိုကပြုတ်လို့လိုက်လို့ဖြစ်ပေါ်သွားတဲ့အရာမှဆိုလို့ရှိရင်ထားလို့ရှိ ው တုံးတယ်။ဂျီလို့ရှိဆိုလို့ရှိရင်ဂကိုတုံးပြီးတော့ထားလို့ရှိဆိုလို့ရှိရင်တော့အိုလို့တုံးပါတယ်။နောက်တစ်ခုက noun ကဗက်ဂျီလို့ရှိတဲ့ image ဆိုတော့ noun ကဖြစ်နေတာ။ noun ကတူပါတူဖြစ်နေရနော် noun တစ်ခုက noun ကို verb ထားလို့ရှိတဲ့ image ဆိုလို့ရှိရင်ကြတော့အဲ့ဒီ noun ကိုလုံလိုက်တာ။အဲ့ဒီ noun ကိုလုံနေတာနော်။တဲ့ရှီမိုင်းမာစတာကြတော့လှုပ်လို့ပြီးသွားပြီဆိုတဲ့ပုံစံမျိုးမှာတုံးပြီးတော့ တက်ရှိမှိုင်းမှဆိုရင်တော့ပြီးအောင်တော့လုံမယ်အခုလက်ရှိအချိန်မှာတော့လုံလို့မပြီးသေးဘူးလို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်တုံပါတယ်နားမနေတာရှိလို့ရှိရင် comment မှာမေးခဲလို့ရပါတယ်ခေါဝအခုရတဲ့ ORI မှာ short နေ